်ဇာလဖောက်ဆန်ကပထမဆုံးဆောင်းပါပဲပြီးတော့နောက်တစ်ခုကနာမည်ညံ့ညံ့နာမည်နဲ့နောက်ဆုံးရေးခဲ့တာပေါ့အဲနောက်ဆုံးဆောင်းမှလည်းဇာလဖောက်ဆန်အကြောင်းပါ အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ The Sports Corner နေပြီးတော့ကြိုဆိုလိုက်ပါရစေဒီတော့မှာတော့ကျွန်တော်တို့ Pocket Season လေးတစ်ခုစီစဉ်ထားပါတယ်ဒီစီစဉ်မှာတော့ကျွန်တော်တို့ Why Agaza Collection ဥဖြစ်တဲ့ကိုနန်ဝင်ချင်းချောင်းကိုကျွန်တော်ဖိတ်ကြားထားပါတယ်အကိုကြီးမင်္ဂလာပါဗျာမင်္ဂလာပါညီဟုတ်ကဲ့ဒါကျွန်တော်တို့ The Sports Corner ကိုခုလိုမျိုးလာပြီးရိုက်ပြီးရတော့လဲကျွန်တော်အရင် Honor ဖြစ်တယ်ဗောနော်အရင်လဲကျေးဇူးတင်တယ်ဆိုအရင်ပြောချင်ပါတယ်အကိုလက်ရှိကျွန်တော်ကတော့ ဆိုတော့ podcast ဒီအခုရဲ့ biography လေးကိုကျွန်တော်နည်းနည်းလေးသိချင်တာပေါ့နော်သိချင်တယ်ဆိုတော့အခုရဲ့ဒီ sports log ကလည်းကိုမရောက်လာခင်စက်ကြောမှာအခုရဲ့ဒီငယ်ဘဝလေးကိုတစ်ချက်တော့ဒါဒီညီကိုလေးသိအောင်ပြောပြပေးပါဦးအာငယ်ဘဝဆိုတော့အကူကတကယ်တော့အကူကံကောင်းတယ်ပြောအောင်ပေါ့နော်အကူတို့ကဒီအာဂလာမိသားစုလို့ပြောရမယ်အာဂလာမိသားစုဆိုတာအာဂလာလောက်တဲ့မိသားစုမဟုတ်ဟုတ်ကဲ့ဒီ sports fan မိသားစုဆိုတော့အကူအခုဆိုဒါညီတို့လည်းသတိထားမိလိမ့်မယ်အကူကဘောလုံးတစ်မျိုးတည်းမဟုတ်ဘူး အာဗာနီဘောင်းဆိုတာနှံ့ဆက်တယ်ပေါ့နော်ဒါဒါတော့အမှန်တိုင်းပြောတာပဲဟုတ်ကဲ့တကယ်လည်းနှံ့ဆက်တာဟုတ်ဟုတ်ကဲ့တကယ်နှံ့ဆက်တယ်ဆိုတာကလည်းအဲ့လိုအဲ့လိုမိသားစုဘဝနေလာလို့ဆိုတော့အဖေအမေရှိမယ်ပြီးတော့အကိုအကိုရှိမယ်အဖိုးရှိမယ်ပေါ့လေအဲ့လိုနေတဲ့အခါမှာဒီလောက်ပွဲတွေနော်တင်းနစ်ကအခင်မကြည့်ရသေးဘူးတင်းနစ်ကဘယ်အချိန်လုံးမှစာကြည့်ဖြစ်လဲဆိုတော့ဒီ late 90s ပေါ့နော်အဲ့လောက်မှစာကြည့်ဖြစ်လာဟုတ်ကဲ့ဟုတ်ကဲ့ ဘောက်ဆင်းအကောတို့ကြည့်ဖြစ်တယ်ပြီးတော့ဘီလီယံနက်စနူကာနဲ့ပတ်သက်တဲ့ခွေးတွေပါဂေါ့အရင်ကြည့်ဖြစ်တယ်ဂေါ့အရင်ကြည့်ဖြစ်တယ်ပြီးတော့ဘလုံးပွဲတွေကြည့်ဖြစ်တယ်ဆိုတော့ငယ်ဘွားမှာကဒီနောက်ထပ်ကံကောင်းတာတစ်ခုကအခုမိဘတွေကကျောင်းစာကိုတိတ်ပြီးတော့ serious မထားဘူးဟုတ်ကဲ့ဟောစာချက်အစင်ကောင်းအောင်မယ်ဆိုတဲ့မပါဘူးပြောသလိုနေဆိုတော့အကောကဒီအစားအစာပေးရဲ့ ဒီရုပ်ရှင်ရယ်ပြီးတော့ကိုယ်တိုင်ကစားတာတွေရယ်အဲ့ဒါတွေနဲ့ဟိုကជីလာတာအကြည့်တဲ့အခါကျတော့ robot cat ကထွက်အကိုတို့ဒီခက်တော့ကလေးတော့မသိဘူးအကိုတို့က robot cat တွေပေါ့ညီလို့လည်းကြုံပါဟုတ်ကဲ့ဆရာတော် robot cat ထွက်လာလို့သံမွေးကြတာအောင်တာအမှန်နဲတာများတာလေအိမ်ကဖီအားမရှိဘူးဖီအားမရှိဘူးအချိန်တန်လေးတစ်နေ့တန်းအောင်နေတာပဲလေဟုတ်ကဲ့အောင်တဲ့အခါကျတော့အဲ့ဖီအားလည်းမရှိဘူးအဲ့တော့အဓိကတခြားသူတွေထက်ဆိုင်အကို privilege ရတဲ့အပိုင်းကပါလေဆိုတော့ မိဘကဟိုရိုက်နှက်သုံးမတဲ့ခံရတဲ့ကလေးတွေမှာမပါဘူးအမိဘတမိသားစုလုံးကအာကသာပွဲကြီးအတူတူကြည့်တယ်အတူတူကြည့်ရင်လည်းဒီ analyze တွေလုပ်ကြတယ်ဆိုတော့အဲ့လိုမိသားစုမှာကြီးလာတယ်နောက်တစ်ချက်ကចောင်းសាနဲ့ပတ်သက်ပြီးတော့ဖိအားမရှိဘူးဟုတ်ကဲ့အဆင်ပြေသလိုလေးရပြီတော်အောင်လောက်ဆိုတော်ပြီဆိုတော့မိဘရင်းနဲ့ကြီးလာအဲ့ဒါအဲ့ဒါအခုအဓိကအားသာချက်ကအဲ့ဒါပဲအတော်တော်များများက အခုလိုက်မေးကြည့်တာအခုရှေ့လူတွေရောအခုနောက်လူတွေရောအဲ့လိုအခွင့်အရေးတိတ်မရခဲ့ကြအောင်ဟုတ်ကဲ့ဒီအပိုင်းတော့တော့ကွာလိမ့်မယ်ဟုတ်ကဲ့အဲ့တော့ဒါတော့ကံကောင်းတာပေါ့ကံကောင်းတာဆိုအများသောအားဖြင့်ကျွန်တော်တို့ခင်မှာ traditional သွားတာကိုခုခေတ်လိုမျိုးလည်းမဟုတ်သေးတော့ကျွန်တော်တို့ဆိုရင်စာမလုပ်လို့လည်းမရဘူးပေါ့နော်အေးရောအေးရောလုပ်ရတာပေါ့အ ਨੇ ဆုံးကျွန်တော်ဆိုငယ်ငယ်တုန်းကအကွာဘလုံးသမားဖြစ်ချင်းခဲ့တာကျွန်တော်အားကားတွေပါတယ်သွားလုပ်မယ်ပေါ့နော်သွားပြီးတော့ရှောက်မယ်လို့ပြောတော့အမေတို့ဖေတို့ကတိတ်သဘောမကျဘူးပေါ့နော်သဘောမကျဆိုတော့ကျွန်တော်တို့ကျတော့လည်းပညာ တော်မှဖြစ်မှာဆိုတဲ့ဟာမျိုးလေးတွေနည်းနည်းလေးလူကြီးတွေကလည်းအဲ့ဘက်ကိုအာတန်လာအောင်အာတန်တော့ကျွန်တော်လည်းအဲ့လိုမျိုးလေးမလုတ်ခဲ့ရဘူးပေါ့နော်ကျွန်တော်တော့အတန်း၁၂နှစ်လောက်မှကျွန်တော်လဲဟိုကသွားခဲ့သေးတယ်နီးပြတင်တဲ့နေပါတယ်သွားလျှောက်သေးအဲ့တော့လည်းငယ်လို့ဆိုပြီးကျွန်တော်လက်မခံအဲ့လိုမျိုးလေးရှိခဲ့တာပေါ့အဲ့တော့အကိုဒီရှေ့ကဟာလေးတွေမှာရောအကိုဒီ၁၀တန်းပြီးပေါ့၁၀တန်းပြီးတော့အကိုအဲဘယ်နှစ်ခုနှစ်လောက်နောက်ပြီးအဲ့အချိန်တွေမှာရောအကိုဒီလောကတွေကိုဘယ်လိုမျိုးစပြီးတော့ဝင်ပြစ်သွားရလဲဒီကျွန်တော်တို့ channel လောကတွေကိုပေါ့လို့အဓိကတော့ တ်ဆန်မရှိလို့ပေါ့တတ်ဆန်မရှိလို့ပဲပြောအောင်ပေါ့ဟိုအချင်းနေအကြောင်းမျိုးနဲ့အကိုရောကဒီ broken family ဖြစ်သွားတဲ့အချိန်ပေါ့နော်အမေနဲ့နေတာပေါ့အမေနဲ့နေတဲ့အချိန်မှာကျတော့ဟိုမိသားစုစားဝတ်နေရေးအတွက်တချို့အရာတွေကကိုကရင်းရတော့မှာလေဟုတ်ကဲ့ကိုကိုကိုရင်းရတော့မယ့်အခါကျတော့အဲ့ဒီအပိုင်းပေါ့နော်အဲ့ဒီအပိုင်းမှာကလုပ်ငန်းခွင်နဲ့စောစောစီးစီးရောက်လာသေးတဲ့အချက်ပေါ့အဲတကယ်တော့ ဟိုဘောလုံးနဲ့အကွာကစားခဲ့တယ်အခုကစားတဲ့အခါကျတော့ဒါအခုလာအရင်တော့ကိုမပြောဘူးပါဘူးဒါနန်းနန်းနဲ့တွေ့တော့အခုတခါလေးအဲ့ဒါကြီးပြတဲ့သူလည်းတီးအောင်ပြောပြအောင်ဟုတ်အကွာဘောလုံးကျတော့ဒီဝန်ကြီးဌာနအဆင့်နီးပါဘောအခုအခုတငယ်ချင်းတွေအကုန်လုံးကဝန်ကြီးဌာနတွေမှာပြီးတော့ဒီမြန်မာ national league ပြောင်းတဲ့အချိန်မှာဟုတ်ကဲ့ဘောအကုန်ကစားရတဲ့သူတွေအကြီးပဲဟုတ်ကဲ့လည်းဥစဉ်ဟိုဒီ ဟိုအလုပ်ဆိုကြောက်အညီကြောက်ကလည်းမောင်မြင့်လို့ဟုတ်เนาะဟိုပြီးတော့ဝတ်တုတ်ပေါ့နော်ဝီမင်ထော့ဝီမင်ထော့တို့ဝီမင်ထော့အစော်ရဲမောင်တို့ဟုတ်เนาะထတ်အောင်တို့ဒါအဲ့အုပ်စုတွေဆိုအကိုတို့ကစားခဲ့တာပဲအကစားတဲ့အခါမှာအကိုကဘောလုံးကိုနှစ်တိုင်းမှကစားဘူးအကိုကစားတဲ့နှစ်အဲ့ဒါတိုင်းရတာပဲအဲအဲ့လိုမျိုးအဲ့ပြည်နယ်တိုင်းတွေပါရပါတယ်ဒါပေမဲ့အဲ့ဒီပြည်နယ်တိုင်းပါတဲ့အချိန်ကျတော့အကိုတကယ်ပြည်နယ်တိုင်းတော့သွားမကစားပြေဘူး ဲငယ်ငယ်တည်းကကိုအာဂါသကမ့်နေမှာအဲ့အကြောင်းပြောဖို့ကြံခဲ့တယ်အာဂါသကမ့်နေမှာအခုရဲ့ငယ်ဘဝကအိမ်မှာနေခဲ့တာမဟုတ်ဘူးဟုတ်ကဲ့ကျောင်းຫນွေကျောင်းပြိပီဆိုတာနဲ့အခုကရာတေးကစားတယ်ဟုတ်အဲ့ကရာတေးကစားတဲ့ခါကရာတေးကိုပြင်တဲ့အတိုင်းကစားတယ်ဟုတ်ကဲ့အဲ့ကစားပြီးတော့အဲ့အာဂါသကမ့်သွားဝင်ရတယ်ပြီးဗော်လီဘောကစားတယ်အခုအသက်73နှစ်အောက်55နှစ်အောက်18နှစ်အောက်တိုင်းကြီးအခုအကုန်ကစားခဲ့ဘူးလေရန်ကုန်တိုင်း selection မှာအခုအရက်ကတော်တော်ပို့တယ်ဒါပေမဲ့အခုက set up setter ပေါ့အခုအထောင်ကစားတာပေါ့ အဲအဲ့ဒီမှာလည်းအခုအောင်မြင်တယ်ပေါ့ဗောလီဘောမှာလည်းဘောလုံးကစားလည်းအခုအောင်မြင်တယ်အားသားနီးတွေကတခုနဲ့တခုဆက်နွယ်နေတော့အခုကတေဘတ်တန်နက်စ်လည်းအခုကောင်းကစားနိုင်တယ်နော်တန်နက်စ်လည်းအခုရိုက်တယ်အဲ့တော့ညီလေးစဉ်းစားကြည့်အခုကဘာလုပ်နေလဲဆိုငယ်ဘောတစ်ယောက်လောကစားနေတာအဲအမိအရန်ကန်ကောင်းလဲဆိုအဲ့ဒါပြောတာနောက်အခုရဲ့ຫນွေຈောင်းပည့်ရက်တွေကအိမ်မှာမရှိဘူးအခုຫນွေຈောင်းပည့်ရက်တွေကတော့ဘုံအားကားယုံမှာတຫນွေလုံးကန့်သွားဝင်တာပဲပြိုင်ပွဲအတွက်ရွှေသားအားကားယုံမှာ ပြီးရင်လှိုင်းအားသားယုံအစရှိစမယ်ပြီးတော့အောင်ဆန်းခွဲမှာတူအနာခွဲမှာမမရဆိုအကူရောအာရှဒီ U16 ပြိုင်ပွဲဂျပန်နဲ့မြန်မာနဲ့မိုးတဲ့ရေထဲမှာဒါဆိုမဲ့မင်းတို့စထွက်တဲ့ကာလာဆိုသူတို့နဲ့အကူရောနဲ့အတူတူကန့်ဝင်ခဲ့တာအော်ဆိုမဲ့မင်းတို့ဒီဟိုလွင်ဦးတို့နော်ဒါသူတို့ကဒီဘက်အခန်းအကူရောဒီဘက်အခန်းအကူရောဒီ volleyball ပြည်နယ်တိုင်းဒီဒီတူအနာခွဲကန့်နေဟုတ်ကဲ့ဟုတ်ငယ်ငယ်တော့အဲ့လိုကြီးလာတာအဲ့တော့ ဒါပေမဲ့အသက်ကြီးလာတဲ့အခါမှာဒီ sports နဲ့ပတ်သက်ပြီးတော့အတမွေးဝမ်းကြောင်းလုပ်မယ်ဆိုတဲ့စိတ်ကူးလုံးဝမရှိဘူး။အခုဖြစ်ချင်တာစာရေးပြီးတော့အတမွေးချင်တာ။အားလုံးဆိုတော့အခုတို့အိမ်မှာနောက်ထပ်ကံကောင်းတာတစ်ခုက library ရှိတယ်။အိမ်တွင်း library ပေါ့။ Okay. အိမ်တွင်း library စာအုပ်ကလည်းအဲ၄-၅ထောင်လောက်ရှိမယ်နဲ့တူတယ်။၄-၅ထောင်။อืมစာအုပ်၄-၅ထောင်လောက်ရှိတယ်။အခုအဖေကရက်ွက်ထဲမှာရှိတဲ့လူငယ်တွေပြီးတော့သူတို့နဲ့ဆက်နွယ်တဲ့ဆက်နွယ်တဲ့လူငယ်တွေအကုန်လုံးစာဖတ်အောင်လို့ဆိုပြီးတော့စာအုပ်တွေပေါ့။ Okay. ဒီတိုင်းမထားဘူး library ပုံစံမျိုးဟိုဟာဖြစ်ပြီးစာအုပ်ဆိုင်မျိုးစာအုပ်ငှားစားတာမျိုး library ပုံစံမျိုး library card လေးရင်းနဲ့အာလောက်တဲ့အခါကျတော့အကိုကစာကြည့်တိုင်းမှုလည်းဖြစ်နေအဲ့အဲ့တော့အိမ်မှာကျတော့စာအုပ်ပုံထဲမှာအဲ့ဒါအကိုဘွားအဲ့ဒါကြောင့်မို့ဒီအဖေနဲ့အတူရုပ်ရှင်နဲ့ကြည်တယ်အဖေနဲ့အတူစာအုပ်တွေဖတ်တယ်စကားတွေပြောတယ် scribble ကစားတယ်အပြီးရင်အကားသားနဲ့ပတ်သက်တဲ့စာအုပ်စာတမ်းတွေအဖေဂျိတ်တရားနဲ့ရတာပေါ့နော်ဒါရတယ်ဆိုတာကဒီလေသိမ့်တရားနဲ့ဝင်တဲ့စာအုပ်တွေရှိတယ် match တို့ ဟိုတော့ဆိုရင်အော်တော့ဒီ442တို့ကတော့အဲ့လောက်ခက်မှာစားသေးဘူးအခုတော့ငယ်တော့ခက်စားတာ match တို့ကတော့ခက်စားတာဟုတ်ကဲ့ကောအဲ့ match တို့ကတော့ဘယ်လိုခက်စားလဲဆိုတော့အင်္ဂလမဘလုံးပွဲကြီးကန်တဲ့အခါကျရင်အဲ့ပွဲနဲ့ပတ်သက်တဲ့ review နဲ့ပတ်သက်တဲ့ channel တွေပေါ့ဟုတ်ကဲ့ကောအခုအခုဆိုရင်တော့ internet ပါကဖော်ရင်းတော့ကြမှာဟုတ်ကဲ့ကောအော်တော့အဲ့လိုအဲ့လိုစာအုပ်လေးတွေနဲ့ကွင်းထဲကိုလာကြည့်တဲ့ပြိဿတ်တွေအဲ့စာအုပ်လေးတွေကန်ပြီးတော့အဲ့စာအုပ်လေးလှန်ပြီးတော့အဲဒီပွဲနဲ့ပတ်သက်တဲ့ဟာတွေပေါ့ဒီလိုဆိုတော့ညီတို့ ဟိုအရင်တော့ဒီ Skynet တို့အခုဟိုကတော့ဘာလို့ဒီဘာလဲ user guide ရှိတယ်မလားအဲ့ပုံစံလေးပေါ့ဘာလို့ကြည့်ဘူးအဲ့ဒါတွေကဟိုကန်ပြီးတော့နည်းနည်းကြာသွားပြီဆိုရင်အဟောင်းတွေကဝင်လာတယ်ဟုတ်ကဲ့အဲ့အဲ့ဒီသိက္ခာနေပြီးတော့တစင်အတိတွေကတစင်အကိုရောရတော့အားကားမှုတွေဆီရရတာရှိတယ်ဆိုတော့အဲ့လိုအဲ့လိုကြီးလာတာအဲ့တော့ကြီးလာပြီမဲ့အခုဆော့ဆော့အခုပြောတဲ့ထဲမှာပါအခုစာပေနဲ့နေသက်တော့စာရေးပြီးတော့အသက်မွေးကြတာအဖေကလည်းအဲ့ဒါကိုတီးတော့အခုဆရာဝန်နဲ့ engineer တွေဘာတွေညာတွေမဟုတ်ဘူးစာရေးပြီးအသက်မွေး ဖို့ကြီးရထားဖြစ်တဲ့အတွက်အဖေကလည်းအဆင်ပြေသလိုနေအစားအရေးသားကောင်းအောင်စာဖတ်အဲဆိုတော့ကစားရာရေစာဖတ်တာရေအခုအရင်မျှတယ်အဲចောင်းစာတော့မပါဘူးအဲအဲ့လိုကြီးလာတဲ့အခါကျတော့စာရေးကျင်စာဖတ်ကျင်လာဒါပေမဲ့ဆော့ဆော့ပြောသလိုအဲ့ဒီပြဿနာလေးတစ်ခုဖြစ်သွားတယ်ဖြစ်သွားတဲ့အခါကျတော့အလုပ်လုပ်ဖို့အခြေအနေဖြစ်လာတော့နော်ဖြစ်လာတဲ့အခါကျတော့အခုအရင်ဆုံးအားသားကြံနေလောကရရောက်တာမဟုတ်ဘူးအခု7 day ကိုကိုအရင်ရောက်တာအဲ့တော့7 day news ကြံနေဟုတ်ကဲ့အဲဦးကိုကိုအစမှုတက်သူ သူက CEO ပေါ့ဟုတ်ကဲ့ပြီးတော့အခုတို့အဲ့ဒါ charge က chief editor ပေါ့နော်ကိုမျိုးသားထက်တို့7 day ကိုရောက်တယ်2000ကျော်လောက်ပေါ့အဲ့ဒါဟာ70စထွက်တဲ့အချိန်ပဲဟုတ်ကဲ့အမအမအခုမှတ်မိတယ်အဲ့နာမည်တွေမမတ်တရပြောမယ်ကိုအာမန်တို့နောက်တော့ငင်းငိမ့်နိုင်မေဝင်းမော်ဒါအခုမှတ်မိတဲ့နာမည်တွေပေါ့နော်အဲ့70မှာလောက်တယ်လောက်ရင်းနဲ့ပြဿနာကဘာလဲဆိုတော့အခုတို့က insane အစွန်းမှာနေတာဟုတ်ကဲ့အင်းဆိုင်ရွှေပြီးသားအဆက်မှာနေတာညီလေးရောက်ခုတယ်နော်ဟုတ်ကဲ့အဲ့မှာနေတဲ့အခါအခုတော့ဒီလာတော့အဲ့ချိန်တော့70 news ဂျန်နာကဒီအတောင်ဝင်း ocean ရဲ့အနောက်မိုးမခလမ်းထဲမှာဟုတ်ကဲ့ကို70ရဲ့ပထမဆုံးဟုတ်တီဟိုပါပေါ့ရုံးချုပ်ပေါ့ဟုတ်ကဲ့ကိုအဲ့ထဲမှာဆိုအခုလာတာအရန်ဝေးတော့ဟိုအစင်မပြေဘူးမပြေဘူးဒါပေမဲ့ခက်တာဟိုမှာ8တဲ့ကြတော့ကိုအမှန်တော့ဘာလို့ကြတော့အဲ့မှာပဲအိတ်တာဟုတ်ကဲ့အမှန်ပဲနေတာတို့ကအစင်ပြေအခုကြတော့အမေရှိနေတော့အမှန်လည်းအိတ်လို့မရအောင်ပျံရင်းနဲ့နောက်မှကျတော့ကိုပြင်းလာတယ် ကားစီးရတာကိုပြင်းလာတယ်အလုပ်ချိန်ကအဲ့လိုပြင်းကြမှာမကောင်းလုံးလောက်ရတဲ့ challenge ကိုလည်းကြိုက်တယ်ဒါပေမဲ့အဲ့အဲ့ပြဿနာကအခုအဲ့သွားတဲ့လာတဲ့ခကြီးကအရန်ဝေးတယ်အခုပြင်းလာတယ်မသွားကြတော့ဘူးဆိုတော့အဲ့တိုင်းနေတဲ့နှစ်ကြမှာအခုဘောလုံးစပြီးတော့တေချာကစားတာအဘောလုံးစကစားလို့စောစောပြောဆိုပေါပေါမင်းရောက်တော့ဖြစ်တယ်ဒါပေမဲ့အဲ့ဘောလုံးစကစားတဲ့အချိန်မှာပဲအခုရန်ကုန်တိုင်းဒီဒီခိုင်ပေါင်းဆောင်မှာအခုတို့ပိုဆွဲရက်ကွက်ပေါင်းဆောင်ပိုဆွဲမြို့နယ်ပေါင်းဆောင်ပိုဆွဲခိုင်ပေါင်းဆောင်ပိုဆွဲပြီးတော့ပြည်နယ်တိုင်းပွဲအတွက် အကိုတို့အရွေးခံရတယ်။အဲအရွေးခံရတဲ့နေ့ဆက်ပြီးတော့ကန့်သွင်းမဲ့နေ့ကအကို11ကိုရောက်တဲ့နေ့ပဲ။ဟုတ်ဟုတ်ကဲ့။အဲအဲအဲ့ဒါဘာလဲဆိုတော့တကယ်တော့အကိုကသတင်းချာနယ်ကိုအရင်ရောက်လာ။သတင်းချာနယ်မှာရောက်ပြီးတော့အလုပ်ပြီးတော့မှပျော်လဲပျော်ရဲသားနဲ့အဲ့ဒီဟာကြီးကိုအကိုမခံစားနိုင်တော့ဘူး။အဲအဝေးကြီးသွားရတယ်လာရတယ်အပြန်ကျတော့ကားတွေရှားတယ်လေအဲ့တုန်းက။ဟုတ်တယ်။အဲ့ခါကျတော့အလုတ်ထွက်ပြီးတော့ဘောလုံးကိုကစားနေနေ။နောက်တော့အမ11ကဒီလူခေါ်တော့ အမထင်မှပဲနဲ့အဲ့အားသားချန်နေတဲ့ဟိုရောက်လာတာအာပထမဆုံးအာကိုဒီအလုပ်တည်းမဖြစ်မနေစဝင်ခဲ့ရတဲ့တော့ကိုမှတ်မိသေးလားအဲ့လိုမျိုးလစာဘယ်လောက်ရတယ်အဲ့လိုမျိုးမှတ်မိတယ်မှတ်မိတယ်ဆိုတာကအခုအခုရပထမဆုံးဆရာကိုကိုမြတ်ထဝင်းဟုတ်ကဲ့ကိုမြတ်ထဝင်းကအဲ့ချိန်တော့ငါဟိုသူလည်းလူငယ်ပဲအခုတို့ထက်လည်းနှစ်တည်းအများကြီးစောနေတာမဟုတ်ဘူးဒါပေမဲ့ तू ကအဲ့11 channel ကနေပြီးတော့တချို့ဒီအပေါ်ပိုင်းကလူတွေ အလုတ်ထွက်သွားကြရတယ်ပေါ့နော်အလုတ်ထွက်သွားကြလာပါဖြစ်တဲ့အချိန်မှာကိုမျိုးထုတ်ဝင်းကအဲ့နေရာကိုရောက်လာဒါပေမဲ့သူကတာဝန်ယူနိုင်သွားအပြည့်ရှိတယ်သူကတော်လဲတော်ဟုတ်ကဲ့တော်တဲ့ခါကျတော့အကိုမျိုးထုတ်ကအကိုနဲ့အသက်လည်းအရင်မကွာဘူးပြီးတော့ဘယ်လိုခေါ်မလဲလုတ်တက်လည်းအရင်မကွာဘူးဒါပေမဲ့သူကကောင်းကောင်းဦးစီးနိုင်တယ်အကိုရောက်တဲ့အချိန်မှာလည်းအကိုအရင်ကြိုဆိုတယ်ပေါ့နော်ဟုတ်ကဲ့အရင်ကြိုဆိုပြီးတော့အခွင့်အရေးတွေလည်းပေးတယ်ပေါ့အကိုနဲ့စကားပြောခြင်းအကိုအားသာကြွညင်မှုသူသိတာပေါ့ပထမဆုံး interview နဲ့အကို ပါသွားတာပထမဆုံးအင်တာဗျူးဆိုတာကဒီလိုအကိုကတကယ်တမ်းအကိုအင်တာဗျူးရှောက်တာ weekly 11အတွက်အကိုရှောက်တာ sports အတွက်မဟုတ်သေးဘူးဟုတ်ကဲ့အဲ weekly 11အတွက်ရှောက်တဲ့အချိန်မှာအဲ့ဒီအတွေ့အကြုံပြောပြအောင်မယ်အခုဒါဒါဟိုတမိုင်းနေပါပဲဒီ11ကဘလောက်အလုပ်ရဖို့ခက်တယ်လဲဆိုရင်ဟုတ်ကဲ့အလုပ်ရဖို့အတွက်အင်တာဗျူးဖြေမဲ့သူကတယောက်မေးတဲ့သူကအခုအထင်အယောက်20လောက်ရှိတယ်ဆရာမဂျူးတို့ ဥခေါင်ထွေးပြင်းမနာတို့ဥဆရာမောင်ဝန်သားတို့ဟုတ်ကဲ့မိတဲ့သူတွေကဒိတ်တိတ်ကျဲတယ်အယောက်20လောက်ရှိတယ်ဒါရိုက်တာမီးဘွားတို့ဖြေးတဲ့သူကတယောက်တည်းသူတို့ကနေပြီးပပေါင်းစွာမီးတော့အခုပပေါင်းစွာဖြေးရတာဒါပေမဲ့အမှန်တမ်းပြောရင်အကိုကငငယ်တည်းကခက်ကြမ်းကြမ်းရမ်းရမ်းဇရာကြီးရှိတယ်ဟုတ်ကဲ့ခက်ကြမ်းကြမ်းရမ်းရမ်းဆိုတာကဟိုရန်ဖြစ်တာတို့ဘာလို့ဆိုလိုတာမဟုတ်နေတတ်သူလိုနေတာပိတိပိဆိုပုံစံသဘောမှာရှိတယ်အခုပုံစံရှိတဲ့အခါကျတော့ ဟိုတချို့အထူအပားလေးသိပြီးတော့ဟိုနားမလည်ရလဲပါတယ်လူကလည်းအပြင်မှာနည်းနည်းလေးရိုက်ကြမ်းကျင်တဲ့သဘောမှရှိတဲ့အခါကျတော့အင်တာဗျူးကိုအကိုမှတ်မှတ်မိတယ်အကိုအဲ့အင်တာဗျူးအခန်းထဲကိုမဝင်ခင်မှာလူတွေအများကြီးပဲလာရှောက်ကြတဲ့သူတွေကအကုန်လုံးကတကယ်အခြေအနေကိုလာရောညီတွေနားလေကြတယ်ပစိုးလေးရင်းနဲ့ဒီရှက်အဖြူလေးရင်းနဲ့အကိုကမက်တလကအင်ဂျင်နဲ့အဲ့ဒါအဲ့ရောက်ချလာပြီးတော့ ဲ့လိုအကိုကလည်းတကယ်တော့အကိုတော်တော်သိုးခဲ့တာပဲဆရာပြန်တွေးကြည့်လူငယ်တွေရှောင်မှုပေါ့နော်ရှောင်မှုအတူပြီးသွားမယ်ဟာတွေပေါ့အဲရောက်သွားပြီးတော့ကောင်းကောင်းတော့ဖြေနိုင်ဟုတ်ကဲ့ကောင်းကောင်းတော့ဖြေနိုင်တယ်ဒါပေမဲ့ personality အရအကိုဒီသတင်းမီဒီယာအတွက်သူတို့ကြိုက်မှာမဟုတ်အကိုက experience လက်ရှိ7 day မှာလုပ်ခဲ့တဲ့ experience ရှိတယ်အဲ့ထင်ကအခု2005တောင်ဖြစ်နေပြီဟိုမှာ2000လောက်တည်းအကိုလောက်လာ2000 2000တက်လောက်တည်းလောက်လာဒါပေမဲ့အဲ့တော့မခေါ်ဘဲနဲ့သူတို့ကအခုနဲ့ပို့ ကြိုက်နေမယ်အဲ့ဒီချင်းတော့ကပြည်နယ်တိုင်းနဲ့ပတ်သက်တဲ့ဟာတွေကိုမေးတော့အခု AC ပေါ့ဥပမာတွေ့ရမေးတယ်။ तू ကတော့ तू ကတော့မေးပြီးမှားနေသေးတယ်။အကွာပြန်အောင်ပြင်ပေးလိုက်သေးတယ်။ဆိုတော့ဟာမျိုးတွေပေါ့။အပေါ်လုံးကျတော့အကွာအရန်ကျွမ်းကျင်တာပေါ့။ဟုတ်ကဲ့။ဂျန်နယ်တွေကဟိုတပုံနဲ့ကြီးလာတာပေါ့။ကြီးလာခါကျတော့တော့အဲ့သွားလျှောက်တာ weekly အတွက်ဒါပေမဲ့အခုခေါ်လိုက်တာကဒီ first 11တော့သူတို့ခေါ်လိုက်တာ။ခေါ်ပြီးအဲ့ဒီရောက်လာ။ရောက်ပြီးပထမဆုံးနေ့မှာကွန်မြတ်ထုတ်ဝင်နဲ့တန်းတွေ့တာပဲ။ကွန်မြတ်ထုတ်ဝင်နဲ့တန်းတွေ့ပြီးတော့ကွန်မြတ်ထုတ်က မဟုတ်ကျွန်တော်ကအလုပ်လာစင်းလာမဟုတ်ဘူးသိလားဒီနေ့စင်းလို့မဖြစ်သေးဘူးကျွန်တော်ကဘောလုံးဟွာရှိတယ်အဲ့ပြီးမှလာမယ်ဆိုတဲ့အကြောင်းကျွန်တော်လာဟွာဖြစ်တာပါဆိုအကွန်ပျူတာဝင်ရကျတော့ तू က तू တည်ထားတာဒီနေ့အခုအလုပ်ဝင်မှာဆိုရင်တည်ထားတာဟုတ်ဟုတ်ကဲ့အဲ့ तू ကဟိုလုပ်ငန်းလူလိုအပ်ချက်လည်းရှိနေတာဟုတ်မဟုတ်တဲ့ဒီအပေါ်ကအုံမီဘွားတို့လာမသိဘူးအဲ့ကျွန်တော်က 11မှာသူတို့ပါခဲ့ဘူးတော့သူအဲ့ကျွန်တော်ဆိုတော့ဒီနေ့စဝင်ရမယ်ပြောတာဆိုအခုစဉ်းစားရသလားဘလုံးလဲအခုအဲ့လောက်ဝါသနာပါလို့ကံတာလည်းမဟုတ်ဘူးသိမလားဟုတ်ကဲ့ဟိုကစားတာကိုကြိုက်လို့သားဘလုံးမဖြစ်ချင်တာလည်းမဟုတ်ညီလေးကဘလုံးမဖြစ်ချင်တာအခုဘလုံးမဖြစ်ချင်တာမဟုတ်ကဲမထူးကျွန်တော်မပြောင်းတော့ဘူးခေါ်ပါဆိုပြီးတော့အဲ့မှာအဲ့နေပဲအဲ့အခုဟာဆယ်ရက်6လ2005ဆယ်ရက်6လ2005အာပြည်နယ်ပြည်နယ်တိုင်းအတွက်အဲ့ဒါ အဲရန်ကုန်တိုင်းတော်ကိုစပြီးကဲမွေရမယ်နေ့အဲ11မှာလာပြီးအတိပေးရင်းနဲ့မပြောင်းပြစ်တော့ဘယ်နဲ့အဲ့ရန်နေစပြီးအလုံးဝင်ဖြစ်သွားတာဟိုကျွန်တော်တို့3 idiot တွေက challenge ခေါ်ရနေလို့အေးအေးအလုံးတော့ပါလေကုလာပိုင်း6ရက်နေတော့အော် September 5 3 idiot တွေမှာအဲ့ဒါအဲ့လိုယူအဲ့လိုအဲ့လိုယူလာစာတွေပါကြတော့လာစာအေးလာစာကတော်တော်ကောင်းတယ်ပြောရမယ်ကွာတလားဘာကြောင့်လို့ဆိုအဲ့ဒီအချိန်တုန်းက3000ခွဲလာမှသူစာရတယ် မနေဘူးပဲအတော်များတာပေါ့တကယ်ကိုများတာမနေဘူးပဲသုံးသောင်းခွဲကတကယ်တော့အဲသုံးသောင်းခွဲကပို့ရင်လည်းပြောရင်ဘာမှမဟုတ်သေးဘူးဘာကြောင့်ဘာမှမဟုတ်သေးဘူးလဲဆိုတော့သုံးသောင်းခွဲထက်ပိုတာကဟို OTG တွေကပြီးစာမူကားတွေအားသားကြံတဲ့လောကမှာ11ကတကယ်ဒီဝန်ထမ်းကိုအခုအမြင်ပြောတာနော်ဒါဘာသူမှစော်ကားတာမဟုတ်ဝန်ထမ်းကိုတော်တော်ဟိုဟိုဘယ်လိုခေါ်မလဲ အပြအခွင့်အပြုတ်ပါပေးတယ်ဟုတ်ကဲ့အခုမိတ်ဆွေတွေအခုဒီအကားလာကြနေလောကထဲမှာအခုဒီလည်းအတူတူလက်တွဲနေနေသူတွေရှိကိုရဲလို့ဆိုလည်းအကားလာကြနေလောကထဲမှာသူတို့2005 6လောက်ဆိုသူတို့ရောက်ပြီသူတို့ဟုတ်ကဲ့ဟုတ်ဒါပေမဲ့သူတို့ကိုယ်တိုင်ဆိုဒီတိုက်ကနေဟိုတိုက်ကိုပြေဟိုတိုက်ကနေဟိုတိုက်ကိုပြေရတယ်ဘာကြောင့်လဲဆိုတော့ဟိုငွေပိုရခြင်းလို့ပေါ့ကွာဒါလွယ်လွယ်ပြောရရင်ဟုတ်ကဲ့အခုအကိုတို့ကြတော့အဲ့လိုပြေးစရာလည်းမလိုဘူးအဲ့ဒီ11တခုထဲမှာတဲ့အခုတို့အခွင့်အရေးအပြည့်ရတာတဲ့ဒါဒါ ဟို11ကိုဖားပြောတာလည်းမဟုတ်ဟုတ်တော့ဒါဒါကိုအမှန်တိုင်းပဲပြောတာဟုတ်ကဲ့ဟုတ်ဟိုဘာကြောင့်လဲဆိုတော့အခုရတဲ့ဟာနဲ့အခုအသက်အရွယ်နဲ့အခုရှာတဲ့ငွေကအခုအမေကိုအိမ်မှာအကောအဆောင်လျှောက်တယ်ပြောတယ်မလားအမေကိုလာဝင်ငွေ30တားလောက်ဖြစ်သွားပြီအခုအဲ့ဒီအချိန်မှာအဲ့ဒါပေမဲ့အဲ့ဂျားထဲမှာအခုပြောဖို့တခုကြံခဲ့တာ compass research ဆိုတာ Netherlands company တခုရှိတယ် strand hotel မှာဟုတ်ကဲ့အဲ့ဂျားထဲမှာအခုအဲ့ဒါလုပ်ခဲ့သေးတယ်အဲ့မှာလေဟို ဘယ်လိုကမလဲအခုအားကိုရတယ်ပေါ့ကွာ project တွေမှာကြာခဏရရတယ်ဟုတ်ကဲ့အဲ့တော့တော့ဒေါ်လာနဲ့ရတာတစ်ရက်ကို5ဒေါ်လာတစ်ရက်ကို5ဒေါ်လာနဲ့အဲ့ဒီ project ကတပတ်ကြာရင်အဲ35ဒေါ်လာပေါ့တော်ဒါပေမဲ့တစ်လလုံးလောက်ရတာမဟုတ်ဘူးတစ်လလုံးကကျတော့ permanent ဝန်ထမ်းတွေလောက်ရတာအခုတော့ project ဝန်ထမ်းတွေပေါ့အဲ့မှာလည်းလုပ်ခဲ့ဟိုတယ်အဲ့ဒါလည်းထုံးစံအတိုင်းပဲ stone hotel ကိုမသွားကြင်တော့လို့11ကျတော့အခုကတကယ်ပျော်သွားတာ11ကအရန်ပျော်ဖို့ကောင်းသွားတယ်ပေါ့နော်ဒီအဲ့ဒီ atmosphere ကိုကြိုက်တယ်သူ environment ကလည်းအရင်မိုက်တယ်အဲဆိုတော့ဟိုပတ်စံကလည်းတော်တော်မလောက်အောင်ရတယ်ပေါ့ငွေကလည်းအဲ့မှာမြဲသွားတာပဲဟုတ်ဆိုတော့စိတ်ဝင်စားစရာကောင်းပါလေကျွန်တော်တော့2010မှာအလုပ်စလို့ဝင်တော့ကျွန်တော်9000လောက်မသိဘူးရတော့2010ဆိုအကိုတို့ကအမှန်တိုင်းပြောရင်30ခန်းဖြစ်နေပြီ11မှာက ော်တော်တော်กว่าတာတကယ်กว่าတယ်တကယ်กว่าဘာကြောင့်လဲဆိုတော့အခုကတာအဲ့လိုတိုင်းဆိုင်ကနန်းဆိုတာလာတာတစ်ခုတည်းတော့ပြောတာပေါ့တွေ့ကြုံလည်းများသွားပြီဟိုအချိန်ကျတော့အမ်အတွေ့ကြုံလည်းများသွားပြီနောက်တစ်ခုကဘာလဲဆိုတော့လာတာတစ်ခုတည်းလည်းမကောက်ဘူးပေါ့နော်အခုကဒီအစာမူကဆိုတာအပြင်မှာမရကြဘူးဟုတ်ကဲ့ကိုအစာမူကဆိုတာကအပြင်တခြား channel တွေမှာတခြားဟိုဒူးတဲ့နာမည်အကြီးဆုံးတတိယနာမည်အကြီးဆုံးရတယ်ဆိုတဲ့အစာမူကတဟိုသူတို့တပတ်လုံးရေးတာအခုစာတမျက်နှာရေးတာပဲရှိတယ်အဲ့လောက်အထိအကိုကလည်းအမှန်တမ်းပြောရင်ကိုမြတ်ထွန်းဝင်အခုယုံတဲ့အခါကျတော့ 11ရဲ့ပုံစံကတမဝါယမပုံစံမဟုတ်ဘူး။နည်းနည်း capitalism တော့ဆန်တယ်။မင်းဘလောက်လုံးနိုင်လုံးနိုင်လဲဆိုအများကြီးလို့မလုံးနိုင်လဲဆိုပန့်ဖို့ဆိုတော့ပုံစံနဲ့သွားတာ။ဟုတ်ကဲ့။အဲ့ခါကျတော့အကူကဒီဂျာနယ်တစ်ဆောင်ထဲမှာခေါင်းမနှစ်ပုတ်သုံးပုတ်လေနာမည်မျိုးမျိုးနဲ့ရေးတာတွေရှိတယ်။ပြီးတော့တခြားဒီသတင်းပိုင်းတွေခြင်ထားတာတွေရှိတယ်။ခုနမျက်နှာရှင်းမယ်နော်။ comment ထောက်ကလည်းအကူအခွင့်အရေးအပြည့်ပြီးတယ်။ယုံလဲယုံတယ်။အမှားမရှိဘူး။အဲဆိုတဲ့အခါကျတော့အဲ့အဲ့ဒါကြောင့်မို့လဲအဲ့လိုမျိုး။အဲ့တော့ အဲနောက်ထပ်မေးချင်တာတော်တော်စုံနေပါပြီဒါပေမဲ့ထပ်တော့မေးချင်နေတာအများကြီးကျန်သေးတယ်အခုပထမဆုံးရေးခဲ့တဲ့ဆောင်းပါးမှတ်မိလားဘာအကြောင်းလဲနောက်ပြီးတော့အဲ့လိုမျိုးအဲ့ဒါလေးတွေသိချင်တယ်အဲ့လိုမျိုးမှတ်မိတော့ပထမဆုံးရေးခဲ့တဲ့ဆောင်းပါးကဆာလဖောက်ဇန်ဆာလဖောက်ဇန်ရဲ့အကြောင်းပေါ့ဟုတ်အဲ့တုန်းကအကိုကစာမျက်နှာအပြည့်မရဘူးအခုတို့မျက်နှာဝတ်ဆောင်းပါးကြီးလည်းရှိတယ်ဟုတ်ကဲ့အဲ့မျက်နှာဝတ်ဆောင်းပါးကနေစတာ ညနေဘောဆောင်းမကနေစပြီးတော့အမှန်တမ်းတော့လူကြိုက်များတယ်ကွာဟုတ်လူကြိုက်များပြီးတော့ကွန်ပျူတာဝင်ပြောခဲ့ဘူးတာရှိတယ်အလဲမှာအချိန်တို့အတွင်းဒီလောက်ဝုန်းဆိုပြီးတော့ပေါက်သွားတာမျိုးအခုအရှိမမရှိခဲ့ဘူးဟုတ်ကဲ့ဘာကြောင့်မရှိခဲ့ဘူးလဲဟုတ်တော့လဲဟုတ်တယ်အခုဆောင်းမလေးဘုတ်လောက်မှာနံပါတ်1ကနာမည်ကြောင့်လဲပါတယ်နံပါတ်1ရင်းဆိုတဲ့နာမည်ကဟိုလူမှတ်မိလွယ်တယ် ငယ်အောင်မရှိဘူးအဲအဲလူမမိလွယ်တယ်အဲ့ဒါလည်းပါတယ်ဟုတ်ကဲ့အခုကအခုရေးတာတားတာကိုကြိုက်တာလည်းပါလိမ့်မယ်ဒါပေမဲ့အဲ့မှာအခုဖောင်းမားတွေကိုရေးပြီးတော့11ကိုဟိုပို့ဘူးသေးတယ်ဟုတ်ဟုတ်ကဲ့အဲ့ဒါဘာမှမဟုတ်ဘူး11ကနေပြီးတော့ဒီဖန်တွေဟိုဟာဖြစ်တဲ့ဟာဟုတ်ဒီဖောင်းမားတွေပို့နိုင်ပါတယ်ဆိုတော့အခုရေးပြီးတော့ပို့ဘူးတယ်အဲ Chelsea အကြောင်းပဲဟုတ်အခုပို့ဘူးသေးတယ်ပြီးတော့ပထမဆုံးစာရေးတဲ့ဖောင်းမားက Fallas Ferguson Fallas Ferguson ရဲ့ဘာအကြောင်းလဲတော့မှတ်မိတော့အဲ့အကြောင်းရေးရေးရေးနဲ့3လပတ်လောက်မှအခုတော်တော်လူသိများသွားပြီ အခုဒီဒေါက်တာတန်ထောင်းအောင်ကသူမိတ်ဆွေတွေထဲမှာပါအအခုရေးတော်ကြီးကျူးကြသူသူနဲ့စကားပြောခွင့်ရမလွယ်ဘူးကွာအချင်းတွေတော့အဲ့တော့မင်းစက်ကြိုးသားအရန်ဟိုအပိခံနေရတယ်အဲ့တော့အခုလည်းချတာပဲဆိုတော့အဲ့ဒီမှာကိုစပြီးတော့စားလောက်ဖောက်ဆန်ကပထမဆုံးစောင်းပါပဲပြီးတော့နောက်တစ်ခုကနာမည်ညံ့နာမည်နဲ့နောက်ဆုံးရေးခဲ့တာပါအခု2012နောက်ပိုင်းမှာတခြားနာမည်တွေပဲအခုရေးတော်တယ်11မှာပေါ့နာမည်ညံ့ဆိုတဲ့ ကလောင်ကိုလုံးဝမသုံးတော့ဘူး။ဒါဖြစ်လို့လေ။အဲတခြားအကြောင်းအကြောင်းကြောင့်ပေါ့လေ။အကြောင်းအကြောင်းတော့အကြောင်းအကြောင်းကြောင့်ပေါ့ကွာ။မကြီးတော့အဲ့နောက်ဆုံးဆောင်မှလည်းစားလို့စားလို့စားအကြောင်းပဲ။ဩ။ရှိသက်ကရှိနေတော့နေ။အဲအဲအဲ့လိုဖြစ်သွားတာ။ဩအဲ့လိုဖြစ်သွား။ရည်ရွယ်ပြီးတော့ဖြစ်ဖြစ်တာတော့မဟုတ်ဘူး။သူ့ဟာသူ။အကူကဒီဘယ်လိုပြောရမလဲ။အကူခုနကပြောကြလို့ပေါ့။အကူရှိမှဒီလောက်ဟိုကမရှိခဲ့ဘူး။အကူနောက်မှလည်းမရှိဘူး။နောက်ပြီးတော့ကျွန်တော်လည်း11မှာလာလျှောက်သေးတယ်။ ကျွန်တော်ဟိုလောက်ရှိမယ်၃ခါလောက်ရှိတယ်မရဘူးမရဘူးမရခဲ့ဘူးပေါ့နော်မရခဲ့ဆိုကျွန်တော်ကကြတော့ညလေးတချို့က၅ခါတချို့က၇ခါ၃ခါတော့မရခဲ့တော့အဲ့ဒါနဲ့အော်လို့နောက်ပြီးတော့ကျွန်တော်ကကြတော့အရေးအားမတန်တာလည်းပါတာပေါ့နော်အဲ့ဒါကြတော့လေဟိုကိုအားနေချက်တွေပါတကယ်တော့ဟိုကိုညံ့လို့မရတာမျိုးပါအဲ့တော့ဟိုနောက်ပိုင်းကျတော့လေကိုနဲ့အံဝင်တဲ့နေရာရောက်သွားတာပေါ့နော်ဘလုံးထဲမှာတော့အဲ့တော့အဲ့လိုမျိုးရေးခဲ့ရေးခဲ့တဲ့စောင်းမတွေမှာအခုဒီအလုံးမှာ မမရေရပင်ပင်ပန်းပန်းနေဘလောက်လောက်ခဲရလဲအခက်အခဲအခက်ခဲဆိုတာကျွန်တော်ပြောချင်တာဘလောက်ထိဥမာအရင်တော့ဆိုကျွန်တော်တို့ဒီခေတ်လို internet ခေတ်မဟုတ်ဘူးလေအဲ့တော့စာမှုထွက်ဖို့တွေပါအဲ့လိုမျိုးအဲ့ plan လေးတွေကိုကိုတို့ဘယ်လို manage လုပ်ခဲ့ကြလဲဆိုတာလည်းနည်းနည်းပြောပြပြီးတော့အဲ့တော့ကြတော့အကိုကနေပြီးတော့ခတ်တယ်ပြောရင်တခြား channel ကမှလုတ်တဲ့သူတွေကကြီးလိမ့်မယ်ဘာကြောင့်လဲဆိုတော့အကိုတို့အရင်တော့မခတ်ဘူးဟုတ်ကဲ့အလဘမကအဲ့လိုတန်တက်တာကြီးတွေကလူလူတက်တယောက်ခုံတာလောက်ရှိရတန်တက်တာကြီး ဲ့တန်တက်တာကြီးတွေတလုံးနှလုံးသုံးလုံးအဲ့ထက်မှအဲ့အင်္ဂလိပ်စာအုပ်တွေဘောလုံးစာအုပ်တွေအပြည့်ပဲဟုတ်ဟုတ်အဲ့အဲ့ဒါကအကူတို့အတွက်တခါဒီဘောလုံးနဲ့ပတ်သက်တဲ့အကောင်လုံးကနိုင်ငံခြားသတင်းစာတွေနိုင်ငံခြားစာအုပ်တွေပဲအဲ့တော့ဒါက11ကတခြားသူတွေထက်ပိုပြီးတော့အားကောင်းတယ်ဆိုအဲ့ဒါကြီးလည်းပါတယ်အဲ့လိုပတ်မမှုတွေလည်းပါတယ်အဲ့ဒီအတန်တစ်တိုက်တွေကတကန်၂ကန်၃ကန်၄ကန်၅ကန်အကုန်စာအုပ်တွေအဲ့ဒီတကန်၂ကန်၃ကန်၄ကန်၅ဆိုအလေးပါရင်ခွဲပေါ့ ရင်ဘခုဘက်ဒီဘက်အစားအုပ်တွေနောက်ထပ်တန်သစ်တာကြီးအဲအဲ့လိုတန်ဗီရိုကြီးတန်သစ်တာကြီးမဟုတ်တန်ဗီရိုကြီးအမြင်ကြီးအကြီးတွေအဲ့တော့တခြားသူတွေထပ်ဆိုင်ရင်အကိုတို့ကအများကြီးကံကောင်းတယ်အင်တာနက်ပြဿနာကတော့ဒါကတော့အကိုတို့အားလုံးရင်ဆိုင်အတူတူပဲပြဿနာအဲ့ချင်တော့ကအင်တာနက်ကအရန်လေးတာအောင်ဟုတ်ကဲ့ဒီ HTML ပေါ့နော်ဒီ web design နေနဲ့အခုလိုအလားစင်တာတွေဟာမပြောနဲ့စာကြီးပဲပုံတော်မှမပါတယ် HTML ဒီ web page တစ်ခုတောင်မှတစ်ခါဖွင့်ပြီးရင် copy တစ်ခွက်တောက်လို့ရတယ်သတင်းတစ်ပုဒ်တောက်ကို အဲ့တော့အကိုစဝင်တဲ့အချိန်အဲ့ဒါလည်းလောက်ပါသေးတယ်ဖွင့်တာဖွင့်တယ်ဖွင့်တယ်ဖွင့်တယ်တက်တက်တက်ပြီးတော့အဲ့ရလာတာဟာလေးတွေကိုဒီ Microsoft Word လာပါလားတော့မသိတော့အဲ့ထက်မှစေး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 ဆိုတော့ကိုစီနီယာတွေအကြီးတွေရှိတယ်ကိုအောင်မိုးစောကိုမြတ်ထွန်းဝင်ကိုဒီပေါင်စောမိုးပေါင်စောဝင်ညီလေးတို့စီလည်းလာဟုတ်တယ်ဟုတ်ကဲ့ကိုကျော်စောလင်းတို့ရေးဖို့အတွက်ကိုတို့အဲ့ဟိုဟာတွေထုတ်ပေးရတယ်တရင်တွေစေးပေးထားဟုတ်ဘာကြောင့်လဲဆိုတော့ internet က ဟိုမကောင်းလေတော်တော်လေးတာ哦သူတို့ကရေးကန်နေကြမှာဒါတွေဟောဖြစ်နေအဲ့ကိုတို့အဲ့အဲ့လောက်ပေးရတယ်နောက်မှမရရနောက်တစ်ခုက11ကအကိုစဝင်ပြီးတော့ပထမဆုံးအပတ်မှာကြီးကြီးမားမားမှားနေတဲ့အမားကြီးတစ်ခုရှိနေတော်တော်ကြီးတဲ့အမားကြီးဟုတ်ကဲ့အကိုကတိတယ်သူတို့ဒီ proof editor တွေကတော်တော်စိတ်ချတယ်သူတွေသူတို့ဘာကြောင့်မှမသိဘူးလွတ်ထွက်သွားတယ်အဲ့ဒါနောက်ဆုံးဖောင်ရိုက်ကိုတို့ကဒီ play cool ပြီးပြီဆိုအဲ့ဒီ bonus support တင်ရိုက်ပြီဆိုတဲ့အစင်မှာ အခုနောက်ဆုံးဖောင်ကိုသွားဆက်လိုက်တော့အဲ့အမဟိုကိုသွားတွေ့တယ်သွားတွေ့တော့အဲ့မှာချက်ချင်းပြောဝုန်းဆိုအခုကယ်လိုက်တယ်ပေါ့ကွာ save လုပ်လိုက်တာပေါ့လုပ်လိုက်တဲ့အခါကျတော့နောက်ဆုံးနောက်ပိုင်းကျတော့အခုကဘာလုပ်ရလဲဆိုတော့အဲ့ proof တွေပါဖြတ်တာထက်အခုနောက်ဆုံးဖောင်ကိုဆက်ရတယ်အခုအခုလက်ကနေပြီးတော့ထွက်ရင်စိတ်ထားတယ်အားကြောင့်လို့ဆိုတော့အခုဆောမောင်းတပ်ပုံတွေပါဆက်တာမဟုတ်တော့ဘူးဆောမောင်းတပ်ပုံတွေကအရှိမအစင်းစစ်စစ်ပြီးသွားပြီအလဲဘက်မှာစပြင်းအရန်တော်ကြတယ်တပ်ပုံကိုအရန်လေးနဲ့ထားကြတယ်အစာအဖြတ်အတောက်ကအစနောက်ဆုံးရေးထားရေးကျင်တဲ့သူ ရေးထားလိုက်ဒီစာပြင်တဲ့သူကစန်းတက်တစ်ချောင်းလုံးလဲပြန်ချောင်းချောပလိုက်တာအဲအကြောင်း11ကစာဖတ်ကောင်းတယ်ဟုတ်ဒါပေမဲ့အကိုကအဲ့ဒီအပိုင်းနေအကိုကမလုပ်တော့အကိုက logic တွေလိုက်ဆက်တာဒါကော logic မီးရလားဒီကောင်မီးရလားမီးရလားမီးတယ်မီးတယ်မီးတယ်လို့ပြေးလိုက်တယ်